တရားများသာသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းသစ်ကျင်းပပြီးချိန်၌ရွေးကောက်ပွဲအပိုင်းနှစ်တွင်ပါဝင်သည့်မျိုးနွယ်များအတွက်ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခြင်းတို့ကိုဒီဇင်ဘာလ29ရက်နေ့မှစတင်ကောင်းပြုလုပ်နိုင်သည်ဟုပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကအသိပေးခဲ့ပါသည် အဆိုပါမဲဆွေစည်းရုံးခွင့်တမတ်ကာလာတွင်လက်ကန်စာဆောင်များရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချီခြင်းကြော်ညာဆိုင်ပုံများပနိုင်းပိုစတာများစိုက်ထူချိတ်ဆွဲခြင်းစုဝေဟောပြောခြင်းနှင့်မီဒီယာများမှမဲဆွေစည်းရုံးခွင့်တို့ကိုတက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ရမှာဖြစ်ပါသည် အဆိုပါမဲဆယ်စည်းရုံးမှုများအောင်ဇန်နဝါရီလ9ရက်ည12နာရီမှဇန်နဝါရီလ17ရက်နေ့အထိရွေးကောက်ပွဲအပိုင်းနှစ်တွင်ပါရှိသည့်မြို့နယ်များ၌ရွေးကောက်ပွဲကျင်းပပြီးသည့်အထိရပ်နားထားရမည်ဖြစ်ကောင်းအပိုင်းနှစ်မြို့နယ်များအတွင်မဲဆယ်စည်းရုံးသည့်ကြော်ညာပိုစတာများကိုလည်းဇန်နဝါရီလ9ရက်နေ့ည12နာရီနောက်ဆုံးထား၍ဖြုတ်သိမ်းပေးရမှာဖြစ်ပါသည် နောက်ဆုံးတမတ်ရက်အထိဖြုတ်သိမ်းခြင်းမရှိပါကောင်မြို့တော်စီပင်မြို့နယ်စီပင်ကော်မတီများနဲ့ညှိနှိုင်း၍မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကဖြုတ်သိမ်းပြီဖြစ်ကောင်၎င်းအတွင်ကုန်ကြစိတ်ကြတဲ့ငွေအားသက်ဆိုင်ရာနိုင်ငံရေးပါတီတခုကသို့မဟုတ်လူတော်ကိုယ်စားလှယ်လောင်းများမှပေးချေရမည်ဟုအတိပေးထားပါသည်ပြည်내ရွေးကောက်ပွဲကော်မရှင်မှရွေးကောက်ပွဲအပိုင်းသုံးအတွက်မဲဆယ်စည်းရုံးနိုင်မဲ့ရက်များကိုထပ်မံအတိပေးသွားမှာဖြစ်ပါတယ်။